ကွန်ပျူတာတစ်လုံးမှာမဖြစ်မနေပါမှသည်စတမ်ဘုံပါမယ်မော်နီတာပါမယ်ဒါပြီးရင်ကီးဘုတ်ကီးဘုတ်ပါမယ်နောက်မောက်စ်ပါမယ်စတမ်ဘုံပါမယ်မော်နီတာပါမယ်ကီးဘုတ်မောက်စ်ပါမယ်နောက်ပြီး UPS ပါမယ်ဒါကွန်ပျူတာတစ်စုံမှာမဖြစ်မနေပါဝင်ရမယ်ပစ္စည်း၄မျိုးပေါ့စတမ်ဘုံထဲမှာစတမ်ဘုံတစ်ဘုံမှာမဖြစ်မနေမဖြစ်မနေပါဖို့ပါမယ်ပစ္စည်းကြီးနံပါတ်၁ကတော့ ကေစင်ဘုံကြီးဒါဆစ်ရှာဘုံပြည့်ထွက်တဲ့ကေစင်ဘုံကတော့မဖြစ်မနေပါဘူးပါမယ်ကေစင်ဘုံမင်းသူ့ထဲမှာနာမည်တစ်ပါပါသည်မန္တဘုတ်ပါမယ်မန္တဘုတ်ပါမယ်မန္တဘုတ်ပြီးရင်မန္တဘုတ်မှာ CPU ပါမယ် CPU ပြီးရင် memory ပါမယ် memory ပြီးရင်ခုနကဒီက power supply ကျို power supply ပါမယ်ဟော power supply ဟုတ်ပြီဒီ power supply ပြီးရင် hard disk ကပါမယ် hard disk ကဒီဒီ computer မှာဆိုရင် hard disk ကို NVMe ထည့်တဲ့အတွက်သူက ိုဘယ်လိုကောင်းမလဲဟိုအလေးဖြစ်နေတာဟိုမမ်မရီလိုအချောင်းလေးဖြစ်နေတာ hard disk hard disk ပါမယ်နောက်တစ်ချက်က graphic gap graphic gap ကတချို့လဲ graphic gap ပါတယ်တချို့လဲ graphic gap မပါဘူး graphic gap ကပါခြင်းမပါခြင်းอ่ะဟိုမပါတာလည်းရှိနေလို့ပါတာလည်းရှိနေတယ်ဗောနော graphic gap က optional ပေါ့နောက်တစ်ခုက ram ram ကတော့မဖြစ်မနေပါဘူးပါမယ်အနည်းဆုံးတစ်ချောင်းကပါအောင်ပါမယ် ram ပါမယ်အဲ့တော့ဒီကွန်ပျူတာစိတ်ပိုင်းနဲ့ဒီ system ပုံနဲ့မှာပေါ့နော်အခုပြောပြသွားတဲ့ PC တွေက မဖြစ်မနေပါကိုပါရမယ်ပစ္စည်းတွေပဲဖြစ်တယ်အဲ့ကယ်ရီအဲ့ပစ္စည်းတွေမှာပါကွန်ပျူတာတလုံး run လို့မရအောင်